တကယ်ပင်ဒီယိုမာတော်ကြီးထဲမှာဒန်ဒါရီတပွဲထူးဆန်းလာတဲ့ရေတွင်းပြက်ကြီးတစ်ခုအကြောင်းကိုရှေးလူကြီးသူမတွေကပြောခဲ့ကြပါတယ်ကျွန်တော်ကလည်းအကြောင်းကိစ္စတစ်ခုရှိတာကြောင့်ပဲခူးမျိုးဇိုင်းကနိုင်းရက်ကိုတွားရမှာအဘဦးချစ်လာနဲ့တက်တက်ဆန်ဆန် တွေ့ဆုံခဲ့ရပါတယ်အဘဦးချစ်လာကပဲခူးဇာတိဖြစ်ပြီးတော့ငဲစင်ခါကပဲခူးယိုမာတော်ကြီးအတွင်းမှာ မြစ်ချိုခြင်းထင်းခွေခြင်းမှုရှာခြင်းစတဲ့တော်တက်တဲ့လုပ်တွေကိုလုပ်ခဲ့ပါတယ်။အဲဒီလိုမျိုးယိုမတော်ကြီးတွေကိုတွားရင်လည်းတွေ့ကြုံခဲ့ရတဲ့ဖြစ်ဆန်းကတော့ယခုလိုပင်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ခန့်ကတော့အဘဦးချစ်လာဟာအသက်20ကျော်ရွယ်ခန့်ရှိပါတယ်။အဲဒီချိန်တုန်းကတော့ဦးချစ်လာမဖြစ်သေးပါဘူး။မောင်ချစ်လာသာလင် ခေါ်ဝေါ်ကြပါတယ်။မောင်ချစ်လာဟာအပေါင်းအဖော်များဖြစ်တဲ့မြင့်တောင် တင်ထွေးတို့နဲ့အတူဘကိုးယိုမတော်တွေကိုတွားခဲ့ကြပါတယ်။မြစ်တွေ့လင်တူးမယ်၊မှုချင်းတွေ့လင်စွတ်မယ်ဟူသောရည်ရွယ်ချက်နဲ့တောလိုက်ထွက်ခဲ့ကြပါတယ်။ ၎င်းတို့အုပ်စုဟာတောင်တက်ခါစားနေရာ၌ပဲမြစ်များမှုများကိုတွေ့နေကြဖြစ်ပါတယ်။ယခုကတော့မြေသီးရာကိုမှမတွေ့ရတဲ့အတွက်ဒီနေ့မြစ်လည်းမတွေ့ဘူးကွာ။မှုချင်းလည်းတချင်းမှမတွေ့ရအောင်ဒီမြင့်ကောင်တွေဥသွားလို့နေမှာပါကွာတို့ဒီနေ့တောဝင်တာလဲနောက်ကျသွားလေရိုးစက်မှမရလို့ရှင်လဲဆက်သွားကြတာပေါ့ကွာတနေရာရာမှာတော့ရှိမှာပါအေးလေကွာတောလိုက်ပါတယ်ဆိုနေမှာဆက်သွားကြတာပေါ့ကွာ အဲ့လိုနဲ့ပဲရိုးမတော်ကြီးတွေကိုဆက်ပြီးတော့သွားခဲ့ကြပါတယ်။ဒါပေမဲ့လည်းအချိန်တော်တော်ကြာတဲ့အထိကိုမြင်လဲမတွေ့မှုချင်းများလည်းတခုမှမမြင်ရပါဘူး။အဲ့လိုနဲ့ပဲဆက်ပြီးသွားတဲ့အခါမှာတော့သွားရင်သွားရင်မျက်စိလဲသွားက၎င်းတို့တစ်ခါမှမရောက်ဘူးတဲ့နေရာများကိုရောက်ရှိသွားခဲ့ပါတယ်။ဒီနေရာကိုတစ်ခါမှလည်းမရောက်ဘူးဟာ။၎င်းတို့အုပ်စုကရှောက်လာရင်လည်းဂုံဝင်ကြောက်ကုန်းမြင့်မြင့်ကလေးစီကိုရောက်လာခဲ့ကြတာပါ။တော်ထဲမှာမျက်စိလဲနေတဲ့အတွက်မွန်လွဲချိန်ကိုပဲရောက်ရှိခဲ့ပါပြီ။တော်ထဲတောင်ထဲမှာအချိန်ကြာမြင့်စွာလမ်းလျှောက်ခဲ့ရတဲ့အတွက်မောလဲမောစလဲစာနေကြပါတယ်။ဟဲ့အောင် ငါတော့ထမင်းစာပြီကွာဒီဂုံးပေါ်မှာပဲထမင်းစာကြစို့အေးငါလည်းစာနေပြီကွာစမယ်လေအဲ့လိုပြောဆိုကအဲ့ဒီဂုံးမြင့်လေးထက်မှထိုင်ပြီးတော့ပါလာတဲ့ထမင်းနှုတ်တွေကိုဖြီးစားခဲ့ကြပါတယ်ဒီဂုံးကြီးကိုကြည့်ရတာအရင်တော့ဖះပြက်ဂုံးကြီးထင်တယ်ကွာဘာဖြစ်လို့လဲဟာမင်းတို့မကြားဘူးလားရှေးလူကြီးတွေပြောတယ်ကြားဘူးတယ်ကွာဒီရိုးမတော်ကြီးထဲမှာဖះကုန်းပြက်ကြီးတခုရှိရဲအေးလေဟုတ်ချင်လည်းဟုတ်မှာပေါ့ဟုတ်ရင်တော့ငါတို့ကော်ပြီးကွာ ဘာဟုတ်ကော်ရာလဲကွာအဲ့ဒီဖျားကုန်းမြက်ကြီးရဲ့အနီးနားမှာရေရွေးမြက်ကြီးတစ်ခုလည်းရှိသေးတယ်အဲ့ဒီအထဲထဲမှာငွေအိုးတွေရှိတယ်လို့ပြောတာကြားဘူးတယ်ကွာငွေအိုးတွေရရင်တော့ကော်ပြီပေါ့ကွာဒီကုန်းတင်ထွေးပြောတဲ့စကားမှန်ရင်လည်းမှန်ပါကွာသူ့ဖိုးတွေကရှေ့မီနောက်မီကွာငါလည်းအဲ့လိုမျိုးတွေကြားဘူးတယ်ဟုတ်မယ်ကွာငါတို့လည်းဒီရိုးမှာတော့လည်းတွားနေရဒီကုန်းကိုတခါမှမရောက်ဘူးပေါ့အခုတော့မျက်စိလဲပြီးတော့ရောက်လာတာဟေးဟုတ်တယ်ကွာဒါဆိုလို့ရှိရင်ဒီနီးနားမှာရေရွေးမြက်ကြီးရှိကိုရှိရမယ်ကွာရှာကြည့်ကြပါဦး အဲ့ဒီလိုနဲ့သူတို့အားလုံးကလည်းတိုင်ပင်ပြီးတော့ရေရင်းပြက်ကြီးကိုရှာခဲ့ကြပါတယ်။သို့ပေမဲ့လည်းရေရင်းပြက်ကိုတော့ရှာမတွေ့ကြပါဘူး။ခြုံနယ်ပိတ်ပေါင်းနေရှုပ်ထွေးနေတဲ့ခြုံမုတ်တွေကိုသာတွေ့ရပါတယ်။ဒီကောင်တင်ထွေးစိတ်ယူပေါက်ပြီးရှောက်ပြောနေနေမှာပေါ့ကွာ။ဘာမှလည်းမရှိပါဘူး။မြင်းသောတစ်ယောက်ကရေရင်းပြက်ရှာနေတဲ့မော်မော်ပမ်းပမ်းဖြစ်သွားတဲ့အတွက်အဲ့ဒီလိုမျိုးပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမောင်ချစ်လာဟာ တည်တည်ကြာကြာရှာကြည့်ပါအောင်ကွာတွေ့ချင်းလဲတွေ့မှာပေါ့အဲလိုနဲ့ပင်ဟိုရှာတီရှာလုံနေနေအဲ့ဒီအနီးနားမှာရှိတဲ့ခြုံနယ်ပိတ်ပေါင်းတွေကိုခုတ်တွင်ကရှာပါတယ်ကံအားလျော်စွာပင်ခြုံမုတ်တစ်ခုကိုခုတ်ထွင်လိုက်စင်မှာတော့တစ်ခုခုကိုထိခတ်မိသွားတဲ့အတန်ကိုကြားလိုက်ရပါတယ်ဒါဒါအုပ်ကိုခုတ်မိတဲ့အတန်ပဲကွာဒါဆိုရင်ခြုံမုတ်ကိုရှင်းလိုက်ရေရင်းနှကန်းပေါင်အုပ်ဖြစ်နိုင်တယ်ကွာ၎င်းတို့အုပ်စုကလည်းအားတက်သွားပြီးတော့ခြုံမုတ်တွေကိုရှင်းလင်းလိုက်တဲ့အခါမှာတော့ဟာရေရင်းပြက်ကြီးကိုတွေ့ပြီကွာ မြင်းတောင်းကအားရပါရအော်ဟစ်လိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ရေရွင်းပြည့်ကြီးကိုငုံကြည့်စမ်းကွာအထဲထဲမှာငွေအိုးတွေရှိလားလို့ပြောပြောဆိုဆိုပင်ရေရွင်းပြည့်ကြီးကိုငုံကြည့်လိုက်တဲ့အခါမှာတော့ရေညှိတွေနဲ့စိမ့်နောက်နောက်ဖြစ်နေတဲ့ရေများကိုသာတွေ့ရပါတယ်ရေတွေကတော့ခက်နောက်နောက်ပဲကွာဘယ်လိုလုပ်ကြမလဲဒီထဲမှာငွေအိုးတွေရှိနေမလားမသိဘူးဒါဆိုလို့ရှိရင်ဝလုံးနဲ့ထိုးကြည့်ရင်မကောင်းလားကွာအေးကောင်းတယ်ကွာရအောင်လှုပ်လှုပ်လှုပ် ဝီချင်းမောင်တို့အုပ်စုကလည်းစိတ်တူကိုယ်တူအနီးမှာရှိတဲ့ဝါးပင်တွေကဝါးတွေကိုခုတ်ခဲ့ကြပါတယ်။အရှိဆုံးဝါးကိုယူပြီးတော့ရေတွေထဲကိုထိုးတဲ့ကြည်ဟာရေများဟာမနှက်ဖက်နဲ့ခါးလေခန့်ရှိကြောင်တွေ့ရပါတယ်။ရေကတော့တိတ်မနှက်ဘူးဟာခက်ဆောင်းလောက်ပဲရှိတယ်။အေးကွာအဲ့ဒါဆိုရင်ဝါးနဲ့များများထိုးကြည့်စမ်းကွာ။တကယ်ချင်းသုံးဦးကလည်းဝါးနဲ့ဟူဒီဒီရှောက်ထိုးကြည့်တဲ့အခါမှာတော့တနေရာကိုထိုးမိတဲ့အခါမှာရေရင်းဟောင်းတွေကထိခက်တဲ့နေကိုထက်ကြားလာပါတယ်။ဟဲ့အောင်လေရေရင်းနဲ့အတန်ကြီးကြားနေရတယ်ကွာ။အေးကွာအိုးတွေတစ်လုံးနဲ့တစ်လုံးတိုက်နေတဲ့အတန်တွေပဲ။ဟုတ်ပြီဟဲ့အောင်ရေဆက်ထိုးကြည့်ကြအောင်။ အဲလိုနဲ့ပဲဝလုံးနဲ့ဆက်ထိုးကြည့်တဲ့အခါမှာတော့အမှန်တကယ်ပဲအိုးတွေတလုံးနဲ့တလုံးထိခတ်မိနေတဲ့အတန်တွေကိုကြားရပါတယ်။ဟဲ့ောချစ်လား။မင်းရေတွေကိုစင်းကြည့်စမ်းကွာ။ငါတို့ကမင်းကိုကြိုးနဲ့ချီထားပေးမယ်။တကူကူဖြစ်လို့ရှိရင်ကြိုးဆွဲတင်ပေးမယ်။အေးငါစင်းကြည့်မယ်ကွာ။အဲလိုနဲ့ပဲမောင်ချစ်လာတယောက်ကရေရင်းပြက်ကြီးတွင်းထဲကိုဆင်းလာခဲ့ပါတယ်။ရေရင်းပြက်ကြီးတွင်းကိုရောက်တဲ့အခါမှာတော့အတန်တွေကြားရတဲ့နေရာကိုတူးဆွကြည့်ခဲ့ပါတယ်။ဟာဟာယောရေအိုးတွေတွေ့ပြီကွာ။ဟဲ့ောကြိုးနဲ့ဆွဲတင်ကြိုးနဲ့ဆွဲတင်ကွာ။ ရင်ကြီးတွေတက်နေတဲ့အိုးစင်းကြီးများကိုတွေ့ရတာကြောင့်အပေါ်ကိုဆွဲတင်လိုက်ပါတယ်။အဲဒီနောက်မှာတော့အိုးကြီးတွေကိုဂဲလုံးနဲ့ချစ်ကြည့်တဲ့အခါမှာတော့ဟာငွေအိုးကြီးတွေကွာငွေအိုးဆိုလို့ရှိရင်တော့ငါတို့တော့ပွတာပဲကွာ။အိုးထဲမှာလည်းလေးနေတယ်ကွာတခုခုရှိအောင်မထင်နဲ့။အဲဒီလိုနဲ့ပဲအဖုံးကိုကလော်ကြည့်လိုက်တဲ့အခါမှာတော့ဟာငွေရင်းကားတွေအများကြီးပဲရှိအောင်လေ။ချစ်လားဆက်တူးအောင်ကွာရေရင်းထဲမှာရှိအောင်မယ်ကွာ။အေးပါကွာ။ မွန်ချလာလည်းဆက်ပြီးတော့တူးတဲ့အခါမှာတော့ငွေအိုးလေးလုံးရရှိခဲ့ပါတယ်။၎င်းတို့တငယ်ချင်းတွေကငွေအိုးလေးလုံးနဲ့အပြင်ငွေရင်းကားတွေကိုရလိုက်တဲ့အတွက်အလွန်ပဲပျော်ရွှင်သွားခဲ့ပါတယ်။ငါတို့ကတော့ငွေအိုးတွေအများကြီးရပြီကွာ။တွားရောက်လို့ရှိရင်ပတ်စံတွေအများကြီးရမယ်။ပျော်လိုက်တာကွာ။၎င်းတို့တငယ်ချင်း၃ဦးကဝန်သာအာရနဲ့ငွေအိုးတွေကိုအိမ်ကိုယူဆောင်လာခဲ့ကြပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့ငွေအိုးများဟာရင်းကြီးများကန့်ညိနေကြအောင်ပွတ်တိုက်ကြည့်လိုက်တဲ့အခါမှာတော့ဤပစ္စည်းများဟာ နောင်ပွင့်တော်မူမဲ့အရိမီဒီယာဖះရှင်အားရည်စူးပြီးတော့လူရဲပူဇော်ထားတဲ့ဥစ္စာပစ္စည်းများဖြစ်ပါ၏။ဤပစ္စည်းများကိုတစုံတယောက်သောသူသည်ကိုဂျိုးအတွက်သုံးဆွဲရန်ယူငင်မိပါကအနေရဲ့အမျိုးမျိုးနဲ့တွေ့ကြုံရပါစေသာ။ဟာကြောက်စရာအကျဉ်းစာဝူးကြီးတွေပဲကွာငွေဦးပေါ်မှာရေးထိုးထားတဲ့စာကြောင်းတငယ်ချင်းနှစ်ဦးလုံးမှာလွန်စွာထိတ်လန့်ကြောက်ရွံ့သွားခဲ့ပါတယ်။မောင်ချစ်လာနဲ့တင်တွေးကလည်းကြောက်လန့်ပြီးတော့ပြန်ထားမယ်လို့တဲ့ခါမှာတော့မြင့်တောင်းဟာမထားလို့တဲ့အမူအရာဖြစ်နေပါတယ်။ ဟဲ့မြင်တော့ဒီအိုးတွေကနောင်ပွင့်တော်မူမဲ့ဘုရားရှင်ကိုရည်စူးပြီးတော့လှူထားတဲ့ပစ္စည်းတွေတဲ့ဒါကိုယူလို့ရှိရင်အန္တရာယ်ဖြစ်မယ်ဆိုပဲကွာတို့ပြန်ထားရင်ကောင်းမှန်းနဲ့တူတယ်အဲဒီမှာတော့မြင်တော်ဟာစိတ်ချမ်းကိုချမ်းခမိုက်မိုက်စိတ်ဓာတ်ရှိသူဖြစ်တဲ့အပြင်အလိုလောဘရမက်ကြီးစွာထွက်သူဖြစ်တဲ့အလျောက်မင်းတို့ကြောက်လို့ရှိရင်မယူနဲ့လေကွာငါတယောက်ပဲယူမယ်မြင်တော် မင်းလောဘမတက်နဲ့ကွာဒီပစ္စည်းတွေကိုယူလို့ရင်အနေရဆိုးတစ်ခုခုနဲ့တွေ့လိမ့်မယ်ကွာမင်းတို့သာကြောက်နေကွာငါမကြောက်ဘူးကွာဒီပစ္စည်းတွေကိုလွယ်လွယ်ကူကူနဲ့ရခဲ့တာမဟုတ်ဘူးကွာအေးပါငါတို့အတူတူလုပ်ခဲ့တဲ့အတွက်မလွယ်ကူမှန်းသိပါတယ်ငါဆင်းရဲတယ် ဘာပဲဖြစ်ဖြစ်ဒီပစ္စည်းတွေကိုတူခွဲရောင်းချလိုက်ရင်တော့အဆင်ပြေသွားမှာကွာဒီတော့ဒီလောက်ခက်ခက်ခဲခဲရလာတဲ့ပစ္စည်းတွေပြန်မထားနိုင်အောင်ကွာခက်တာပဲကွာဖះပစ္စည်းကိုယူရဲလို့ကအဝေးစီးကိုဂျိုးကတ်မဲ့လို့ပဲကွာအဲ့ဒါကြီးငေါ့လာမပြောနဲ့ကွာကိုယ်တော်ကိုယ်ဆောင်တာပဲမင်းတို့လည်းယူကျင်လို့ရှိရင်သုံးပုံတစ်ပုံစီယူနိုင်တယ်မယူကျင်တော့လည်းမယူနဲ့ပေါ့ကွာအရေးကြီးတာဒီဘဝချမ်းသာဖို့လိုတယ်ကွာမင်းမဲ့ယူပါတကယ်ချင်းဟာငါတို့ကတော့ဖះပစ္စည်းကိုကြောက်တယ်ကွာမယူ ကြိုက်တယ်ကွာမင်းတို့သဘောတော့တိတ်ကြိုက်တယ်အဲ့လိုပြောဆိုပြီးတော့ငွေအိုးတွေအားလုံးကို၎င်းရဲ့အိမ်ကိုယူဆောင်သွားခဲ့ပါတယ်မောင်ချစ်လာနဲ့တင်တွေးတို့ကငွေအိုးများနဲ့အထဲမှာငွေရင်းကားများကိုလိုချင်ပေမဲ့လည်းချိန်စာတိုက်ထားတဲ့ပစ္စည်းများဖြစ်တာကြောင့်မယူရဲပဲနဲ့နေလိုက်ကြပါတယ်မြင်သောကတော့ငွေအိုးတွေနဲ့ငွေရင်းကားပြတွေရတာကြောင့်ဝမ်းသာပီတိဖြစ်ပြီးတော့ငွေအိုးတွေကိုပိုက်ပြီးတော့အိမ်ပြန်သွားခဲ့ပါတယ်ငွေအိုးတွေကိုပိုက်ပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်တကောင်ကျော်ခန့်ချိန်မှာတော့ဒီကုလုံးရားရန်လာခဲ့ပါတယ်နေကင်းကအလုတ်ကျန်းလှုပ်ထားတဲ့အချိန်ကြောင့်အလုံးမင်းအိတ်ချင်နေတာကြောင့်အိပ်ပျော်လိုက်ရားလိုက်ပြန်နိုးလိုက်နဲ့ဖြစ်နေခဲ့ ပါတယ်။မိငနဲ့အိပ်ပျော်နေစဉ်တခဏမှာပဲအိမ်မက်ထဲမှာဤငွေအိုးတွေဟာဖះရှင်တွေရည်မှန်းပူဇော်ထားတဲ့ပစ္စည်းတွေဖြစ်တာကြောင့်လူသားများယူငင်သုံးဆွရမထိုက်ပါ။ဒီပစ္စည်းတွေကိုမူလနေရာမှာပြန်ထားပါ။မထားပါကအသင့်တကူလုံးမီးလောင်မှုတွေဖြစ်သွားပေလိမ့်မယ်။အဲလိုပြောနေတဲ့အတန်ကိုကြားရပြီးတော့လန်နိုးလာခဲ့ပါတယ်။အဲဒီနောက်မှာတော့တကူလုံးဟာရားရံပြီးတော့အဖူကြီးများပေါ်ထွက်လာခဲ့ပါတယ်။အဲဒီမှာတော့မြင့်သောဟာအလွန်ကြောက်လန့်ကြဖြစ်ပြီးတော့မောင်ချစ်လာနဲ့တင်တွဲတို့ကိုလာခေါ်ခဲ့ပါတယ်။ ဲဒီနောက်မှာတော့အိမ်မက်နဲ့တကွာ၎င်းရဲ့တကူလုံးရားရံတဲ့အဖိုးကြီးတွေဖြစ်ပေါ်နေကြောင်းပြောဆိုပြသခဲ့ပါတယ်အဲဒီနောက်မှာတော့ mountain တွေးရဲ့အဖိုးကိုပြောပြလိုက်တဲ့အခါမှာတော့ရေခေကလူတွေကအလူတန်းမှာဆင်ကြဲတော့တခြားသူမဖြစ်စည်းအောင်လို့ကြင်ကြာတိုက်ထားတတ်ကြတယ်အဲဒါကြောင့်မို့ဒီပစ္စည်းတွေကိုငကူနေရာမှာပဲပြန်ထားလိုက်ပါသားတို့ရဲ့ mountain တွေးရဲ့အဖိုးကလည်းအဲဒီလိုစုံမလိုက်တဲ့အတွက်ထိုးငွေအိုးကြီးတွေနဲ့ငွေတင်းကားတွေကိုရေရင်းပြက်ကြီးတွေပြန်ထားခဲ့ရပါတယ်ရေရင်းကြီးကိုလည်းအခြားသူတွေမမြင်တွေ့စေရန်ခြုံရွယ်ပိတ်ပေါင်းနေနဲ့ပြန်ပြီးတော့ဖုံးထားခဲ့လိုက်ပါတယ်အဲဒါတွေကတော့အဖိုးဦးချစ်လာပြောပြတဲ့ ဲ့၎င်းရဲ့ကိုရွေးအဖြစ်ပြန်လေးဖြစ်ပါတယ်။တချို့သောတောလိုက်သွားတဲ့လူတွေကလည်းတခါတရံမျက်စိလဲပြီးတော့အဲ့ဒီဖះကုန်းကိုရောက်သွားတတ်ပါတယ်။အဲ့ဒီနောက်မှာတော့ရေရွေးနဲ့ကရေအိုးတွေတစ်လုံးနဲ့တစ်လုံးထိတန်တိုက်တန်တွေကိုကြားရတယ်လို့လည်းပြောစမှတ်တွင်ခဲ့ပါတယ်။ဇလန်လင်းကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လင်းကိုစုံနေတဲ့လိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။